ဆီယာမန်တင်ရဲ့ဒုတိယကျင်းထွေသောမြို့ပိုင်းပေါင်းပြုံးချူစာအုံးမှာဒေါ်လာလို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။တညာလုံးမိုးကြီးသေးထန်စွာရွာသွန်းထားလေတယ်။နက်နက်လင်းရင်လဲကောင်းကောင်းမဆဲသေး။တပွဲဝဲရွာသွန်းမြေရွာသွန်းနေတယ်။တောသွားရမယ်မောင်ပြုံးချူဟာတဘာဝကိုညူစုမိလေတယ်။ဒီမိုးနယ်ဗျာ။ တောသွားရမယ့်နေကြမှာရွာနိုင်ရန်ကိုမောင်ပြုံးချူဟာပြစ်တင်မိလေ음လူအလိုနတ်မလိုက်နိုင်ဆိုတာအဲ့ဒါပဲတင်မာကြီးကဝင်၍ပြောလေအင်းရှင်းစမ်းပါဦးဗျာမောင်ပြုံးချူကစိုလိုက်ပြန်လေအခုနေအခါမဲကိုကတော့တောသွားကန်ဒီမိုးရွာရမလားလို့အပြစ်တင်နေတယ်တောကလေသမားတွေမတော့အစကမိုးမရွာမရွာနဲ့ စောင့်နေလိုက်ရတာဒီနေ့မှမိုးကောင်းကောင်းရွာလိုက်လို့ဝမ်းပန်းတသားနဲ့လဲထွန်နေကြမှာပဲတင်မာကြီးကရှင်းပြလိုက်တော့ခါမောင်ပြုံးချူသဘောပေါက်သွားလေတယ်မိုးရွာတဲ့တွားရမှာမို့တိတ်တော့စိတ်မကောင်းပါဘူးဒါပေမဲ့ဒီကိစ္စမှာတော့တယောက်နဲ့အများလဲသမားတွေဘက်ကလိုက်ပြီးတင်းတို့တော့မိုးရွာတာဝမ်းသာတာပဲတင်မာကြီးကစိုက်၍ပြောပြန်လေတယ်အေးအေးဟုတ်တယ် ဝမ်းသာစရာကြီးပဲမောင်ပြုံးချူကထောက်ခံလိုက်ရလေတို့နဲ့ဝင်းစီစလဲပစ္စည်းအဝဝတို့ကိုတည်ယူ၍မြစ်စိတ်သို့ဆင်းခဲ့လေဒီအချိန်အခါတွင်ခီးအသွာအလာ အခက်ဆုံးဖြစ်တယ်မောင်ပြုံးချူရဲ့မြို့နယ်တွင် ကာလံမပေါက်မိယထာမရှိ အတော်ကြောင်ကြတဲ့ဒေတာဖြစ်တယ်မိသင်မောနဲ့သွားမယ်ဆိုပြန်ရင်လေနေ့စဉ်မရှိသဖြင့်အခက်ခဲနဲ့တွေ့ကြုံရတယ်။နှွေရခါတွင် လှဲကိုအသုံးပြု၍မိုးရင်းအခါတွင်လှေနှင့်သာခရီးသွားလာကြတယ်။မိုးဦးကြာစာနှင့်စောင်းဦးပေါက်တွင်ကလှေမပေါက်လှဲမပေါက်နှင့်ခရီးသွားရာတွင် အတော်ဒုက္ခရောက်ကြရတယ်။ယခုလဲမိုးဦးကြာစာဖြစ်သဖြင့်လှဲကိုအသုံးမပြုနိုင်။ချောင်းရည်လဲမရှမ်း၊ကံရည်လဲကောင်းစွာမတိုးသေးသဖြင့်လှေဖြစ်နေရာတိုင်းခရီးမပေါက်ဖြစ်နေလေတယ်။ဒီလိုအခက်အခဲအကျဉ်းအကျက် တွေ့နေတဲ့အချိန်ကြမှာအလုပ်တွေကလည်းများပြားလာတယ်။ကိုင်းမြေနုကိစ္စကလည်းဒီအချိန်တွင် စကားများစွာပြုလာလိမ့်မည်။အင်းကိစ္စတွေလည်းဒီအချိန်မှာပင်ရှုပ်ရှုပ်ရှက်ရှက်တွေဖြစ်လာတတ်တယ်။ရာဇဝတ်မှုတွေကိုစိတ်ရသည်မှာလည်းမပြီးပြန်နိုင်။ဒီအထဲဒီအချိန်တွင် အရေးအကြီးဆုံးကိစ္စမှာလဲအမတော်ကြီးပေးရဖြစ်တယ်။လဲသမားတွေအမတော်ကြီးကို အချိန်မီရကြမှာဖြစ်မယ်။ ဒီလိုအသွားအလာအခက်အခဲတွေကြောင်းရှုံ့ဘွက်နဲ့ရေကိုကြောက်ပြီးမိမိရုံးဆိုင်ရာအရက်မှ မထွက်ခွာပဲနေမယ်။ချောင်းရီတွေရှန်၍ကံရီတွေတိုးမှလေလောင်းနဲ့ရေချောင်းခရီးသွား၍အမတော်ကြီးများကို ပေးတော်မယ်ဆိုရင် သူတို့ဖို့အများကြီးနောက်ကျသွားပြီမယ်။ဒူရီမဟုတ်မိမိရုံးဆိုင်ရာဒေသသို့ လာရောက်ထုတ်ယူရမယ်လို့စင့်ဆူလိုက်ပြန်ရင်လေလေသမားခမရများလာရောက်ထုတ်ယူကြရပြီမယ်။ သို့တော်သူတို့အတွက်အညာတာကင်းမဲ့ရာရောက်ပြီမယ်လာရတဲ့စရိတ်စားစရိတ်အထွေထွေကုန်ကြပြီတော့မယ်ရှင်နေရေထဲတွင်ခြေလင်လာကြရသည်ဆိုဦးတော့စားစရိတ်တယောက်လျင်တစ်ချက်နှစ်ချက်တော့ကုန်ကြပြီတော့မယ်မိုးထဲရေထဲလာရသဖြင့်ချမ်းစိမ့်စိမ့်ရှိလင်တယောက်ကြီးဆိုင်ဝင်ကနှစ်ခွက်သုံးခွက်လောက်မော့လိုက်ရင် ကောက်ဆိုင်မှနှစ်ယောက်သုံးယောက်ခါလောက်အဟောတိကံဖြစ်သွားပြီတော့မယ်ဤကဲ့သို့ အကြောင်းကြောင်းတို့ကိုတွေးတောမိသောမောင်ပြုံးချူဟာနှစ်ယောက်သုံးယောက်အပင်ပန်းခံလိုက်ရုံနဲ့လူပေါင်း၄၅၀၀အဖက်ဖက်ကတတ်တာသွားမှာကိုရည်ရွယ်လျက်တပည့်လက်သားအစုံအလင်နဲ့စေမိုင်မြဝေးကွာသော ကြေးရွာများသို့အမတော်ကြီးပေးရန်ရေချောင်းမှလှေလောင်းဖြင့်ခရီးထွက်လာခဲ့လေ။မိုးကလည်းရွာလီတဖွဲပွဲညကလေးကပြောထားလျက်လှေသမားတို့ဟာအယံသိမရှိကြ။ မောင်ပြုံးချူတို့ရောက်မှ လေဝန်းထဲမှာပတ်ခွက်ကိုရှာရတယ်။လေဝန်းထဲမှာထိုင်စရာကပ်များကို အပြည့်အလွာယူနေကြရတယ်။အတော်ပေါ့လျော်တော်သူများပြီတကား။မြေကမ်းမားမှာတနာီလောက်အချိန်ဖြုံးပြီးနောက်မှာလေထွက်နိုင်ကြလေတယ်။လေသမားနှစ်ယောက်သာပါလာတယ်။မောင်ပြုံးချူတို့လူတိုက်နေဆိုရင်အားလုံးလေပေါ်တွင်၆ယောက်သာရှိတယ်။လေဟာမြစ်ကိုဆန်ကရွက်တိုက်တက်သွားလေတယ်။ ဝါစုံဝါကောင်ရေဖောင်ပေါင်းလို့ဆို냐တော့လေပြောပါလောက်အောင်ရေတွေမဖောင်သေးချီရေတက်စပင်ရှိသေးတယ်ညည်ရဟာနောက်ကြည့်လာတယ်အထက်အညာအရက်မှာထင်းတို့ထင်းစကိုင်းမင်ပေးတာပင်အဆရှိသောအမိုက်တရိပ်များဟာလေကမ်းမမြင်လမ်းမမြင်ညောကျင်နိုင်မျောပါလာကြတယ်လေထွက်၍တနာ희ကန်ကြာသောအခါမိုးဆဲသွားလေတယ်ဝဲရကမ်းမများကိုလှမ်းမျောကြည့်လိုက်ရင် စိမ့်စူမှိုင်းညို့နေသောရွာကြီးရွာငယ်အသွေသွေတို့ကိုမိုးသားမိုးတိမ်တို့ဖြင့်အုပ်ဆိုင်နေသော ကောင်းငင်ကို နောက်ကျောခံကတွေ့မြင်ရလေအချို့သောနေရာများတွင်ကကရောင်းကိုမြောင်အောင်ကြိုက်ထားသောတို့မြမာလေသမားဟာ ခမောက်ကိုစောင်းကဗလာကိုရီးနဲ့နွားတချင်းကိုအဖော်ပြု၍ချိန်ကလေးတမမနဲ့လဲထွန်နေတာကိုတွေ့မြင်ရတယ် သုံးပိုင်းကန့်သွားမိသောအခါတွင်ကမတ်ဆောက်သောကဘာကြီးများဟာအချိန်မှ စီးဆင်းတိုက်ခတ်နေသော ရေအရှိန်ဤဒဏ်ကို မခံရနိုင်သဖြင့်တဝုံးဝုံးနဲ့အဆိုင်လိုက်အခဲလိုက်ပြိုကျနေလေ။ဤနေရာတွင်တန်ဆောင်ထံရေဆောင်ထက်သည်ဟုသောဥပမာကိုလက်တွေ့မြင်ရခြင်းဖြစ်ပေ။ထိုနေရာကကြော်လွန်၍သွားမိရင်က လူလင်ပြိုကိုင်းသမားတယောက်ဟာ ကရောင်းကြိုက်နေပင် အယိုးရှိရှိကိုင်းခုတ်သားကြီးကိုတအားလွဲကလွဲကတရက်ကြောကြောများရှိသော ကိုင်းပင်များကိုတွှွှန်းွှန်းနဲ့ခုတ်ဖြတ်နေတာကို တွေ့မြင်ရလေတယ်။ထိုနေရာမှလွန်သွားပြန်သောတဲတောင်ဇက်တွင်အညာလေကြီးတစ်စင်းစိုက်ကတ်ထားတာကို တွေ့ရလေ။အနီးအနားရွာမှရွာသူရွာသားတို့ဟာ လေကြီးစီသို့စုယုံရောက်ရှိလာကအညာကုံများကိုဝယ်ယူနေကြသည်မှာတပြိုတပါးကြီးဖြစ်နေလေ။ လေကြီးပေါ်တွင်အညာချီချမ်းတယ်များပကံပုံးရည်ကြီးထညက်ယွန်းတယ်များအပြင်စင့်အိုးများလည်းပလာလေအချို့ငွေကြီးမချောင်လေသောကိုင်းသမားလေသမားများဟာမိမိတို့လေထွက် ကိုင်းထွက်ပစ္စည်းများနဲ့အလိုရှိသောပစ္စည်းများကို အဖိုးထားကလဲလေယူနေကြသည်မှာစူညံနေလေတော့တယ်မြစ်ကမ်းတစ်လျှောက်ဟာလူနေအိမ်ကြီးရွာတွေနဲ့ဆက်လျက်ရှိတော့တယ်လုံးလီပြီးသောအခါကလေးကအ ဤနေရာဟာရေကြီးရာမျက်နှူရာဒေသဖြစ်ဟန်တူလေတယ်အချို့သောရွာစိတ်ကမ်းများတွင်ကအပြိုအအိုခလေးလူကြီးမြောင်များစွာတို့ဟာတပြောတပားကြီးရေချိုးနေကြတာကို တွေ့မြင်ရတယ်အချို့လုံမပြူတို့ဟာထမိန်ရေရှားနဲ့တစ်တုံးများပေါ်တွင် အဝတ်လျှော်နေကြတယ်အချို့လဲတဝုံးဝုံးနဲ့ရေကူးနေကြတယ်အချို့လဲတယောက်နဲ့တယောက်ရေပတ်ကစားနေကြတယ် မောင်ပြုံးချူတို့လှေဟာလေကောင်းစွာမရသဖြင့်ခပ်ဖြည်းဖြည်းပင်စံတက်နေတယ်။ဥမထိုင်လိုက်လာသူလှေသမားဟာ မကြာခဏလေခြုံ၍လေကိုခေါ်မြူတော်လဲထူးကြသည်မရှိငြိမ်ငြိမ်ငြိမ်နေတယ်။တို့နဲ့လှေဟာတရွေ့ရွေ့တွားနေလေတယ်။မောင်ပြုံးချူဟာပါလာသောသတင်းစာများကိုဖတ်လိုက်ပဝင်းကျင်ရှူစားလိုက်နဲ့အချိန်ဖြုံးရင်လိုက်ပါလာလေတယ်။ရေပေါ်တွင် လေငယ်ဟာတရိပ်ရိပ်ရွေ့နေလေတယ်။ကောင်းငင်ရံတွင် မိုးသားတို့သည်လည်းတရိပ်ရိပ်ပြေးနေကြလေတယ်။မြစ်ပြင်တွင်တံငါတယ်များသည်လည်းအမျိုးမျိုးသောကရိယာများနဲ့အနီးနီးငါးဖမ်းနေကြလေတယ်။အချို့လည်းရေလေတွင် ပိုက်ကြီးကိုရေချနေကြတယ်။အချို့ကန်းစံများတွင်က ထိုင်တောင်များနဲ့ပရစ်တန်းများကိုမြင်ရလေတယ်။ဒီထိုင်တောင်တို့ပရစ်တန်းတို့ကတော့ ညကြမှဖမ်းပါတယ်လို့အစချီကလေသမားကြီးဟာညမာတို့ဤငါဖမ်းနီးအမျိုးမျိုးကိုပြောပြနေလေတယ်။စိတ်ဝင်စားစရာကောင်းလာတော့တယ်။သူကိုယ်တိုင်လဲတငါသေးကြီးဖြစ်သည့်အလျောက်တစ်ဖက်သားကို ရှင်းအောင်ပြောပြနိုင်လေတယ်။ငါဖမ်းနီးတွေကလည်းစုံမပါသေးတယ်။ရင်၊ညှုံ၊ပိုက်ကွန်၊ငမားကျိတ်၊စောင်းနှင့်တမျိုးစူးနှင့်တသွဲစုံ၍နေလေတော့တယ်။ကဘာကြီးပြန့်အံ့ဆဲဆဲမှာပင် နောက်ဆုံးကြံရှိနေသောရေအိုင်ငယ်အတွင်းမှာနောက်ဆုံးကြံရှိနေသောငါးတကောင်ကိုနောက်ဆုံးကြံနေတဲ့မောင်မြမာဟာနောက်ဆုံးမောငါးဖန်းလက်နက်ဖြင့်ဖန်းနေအောင်မီကို မြင်ရောင်သေးတော်တယ်။တောင်ကပယံများတွင်လည်းဇင်ရောင်ငှက်တွေမြူးထူးပြန်ဝဲနေကြလေတယ်။တခါတရံပြန်ဝဲနေရမှာဇင်ရောင်ငှက်တကောင်ဟာရေထဲသို့ထိုးဆိုင်ချကာငါးငယ်ကိုထိုးတုပ်ချီယူသွားတတ်လေတယ်။တနေရာတွင်ငါ ဥပြိုင်းနှကောင်တို့ဟာလေတန်းရှိတမော့မော့နဲ့ငားဆောင်နေတာကို တွေ့ရလေတယ်။တခုသောတောင်စုံးမာမူရွှေဟင်းသာအစုံဟာရွှေလေတွဲကရေဆက်တွင်ပျော်မြူးနေကြလေတယ်။မောင်ပြုံးချူဟာလေပေါ်တွင်လိုက်ပါလာရင်လှပတင့်တယ်ရှုကျင်ပွဲကောင်းသော ရှုမျောခင်အထွေတွေကို စိတ်ပါဝင်စားလာသဖြင့်ရောက်မှန်းမသိမိမိလိုရာစိတ်ကန်းသို့လှေဆိုင်ကပ်မိလေတယ်။လေပေါ်မှဆင်းလိုက်လင်ပင် လေတမော့မော့နဲ့အမျော်ကြီးမျော်နေကြသောလေသမားတွေကိုတွေ့မြင်ရပေတယ်။အကယ်၍သာအကြောင်းတစ်ခုခုကြောင့်မောင်ပြုံးချူထိုအရက်သို့မလာပြည့်ရင်ဝမ်းနဲ့ပလက်နဲ့ပြန်သွားကြမယ့်သူများဖြစ်လေတယ်။မောင်ပြုံးချူဟာကို့အတွဲနဲ့ကို15ရောက်အရောက်20စီ တွဲစီလျက်ပုံစံများပေါ်တွင်လက်မှတ်များကိုထိုးခိုင်းနေလေတယ်။အချို့လူများမှာကမိမိနာမည်ကိုပင်မိမိလက်မှတ်မထိုးတတ်ကြချေအချို့လူများဟာ လက်မှတ်မထိုးတတ်ပါဟုပြောရမှာရှက်နေဟန်တူတယ်။စရေးကိုသာ သူ့ရဲ့နာမည်ကိုရေးလိုက်ပါလို့ခိုင်းနေကြလေသေးတယ်။မြမပြီမှာအခြားတိုင်းပြည်များနဲ့ဆိုင်ရင် စာတက်သူပေါများပါတယ်လို့ဆိုရညာလဲလူတရားလင်း20ခန့်လက်မှတ်မထိုးတတ်သူတွေကို ထိုနေ့ကတွေ့ရလေတော့တယ်။အချို့လက်မှတ်ထိုးတတ်သည်ဟု ဆိုရုံသာမိမိနာမည်ကိုရေးတက်လေတယ်။လှလှပပမရေးတက်တည်တည်တတ်တတ်မရှိ အချို့ဝါများမှာပိန်ရှိရှိဖြစ်နေလေတယ်။စလုံးကအေယာမကြီးနေပြီးစက်ကူနေရမဆက်ရတဲ့အထဲဥတွေကိုတွေမောင်တွေထဲ့နေသဖြင့်အချိန်ကြာနေသည့်အပြင်ရေးစရာနေရာမရှိ၍လဲအခက်ခဲတွေ့နေရသေးတယ်။အတန်ကြာနေသဖြင့်စရေးနဲ့တကြီးကမြန်မြန်လောက်ကြစမ်းပါဗျာ။ဥတွေမောင်တွေထဲ့မနေစမ်းပါနဲ့ဟုပြောလိုက်ပြန်သောအခါ၌လဲအတူသုံးလုံးအားကြီး၍ နားမလည်အောင်ဖြစ်ကြရပြန်လေတယ်။မောင်ခွေးကလည်းခွေးဟူ၍လက်မှတ်ထိုးတော်တယ်။မောင်ကြီးကလည်းကြီးတလုံးနဲ့သာရေးလေတော်တယ်။ဒီလိုဆိုတော့လေအတိတ်ပဲမပေါ်ပြန်သဖြင့်မောင်အထက်ခိုင်းနေရပြန်လေတယ်။တကြီးအိမ်တစ်ခုလုံးသူတို့နဲ့ကြိတ်ကြိတ်တိုးနေလေတော်တယ်။အချို့လဲမောင်ပြုံးချို့အနီးတွင်ဝိုင်းထိုင်နေကြကစကားကိုဖောင်လောက်အောင်ပြောနေကြလေတယ်။မကြမကြား တတွေးကိုပြစ်ခနဲထွေးနေကြလေသူတို့ဟာမောင်ပြုံးချူအားမယိုသေးမခန့်ညာရီမဟုတ်ထိုအပြုအမူဟာရိုင်းဆိုင်သောအပြုအမူလို့သူတို့မယူဆသူတို့ဖို့ဘာမှအရေးကြီးသောကိစ္စမဟုတ်ချေအမတော်ကြီးငွေ3000လဲ6-9နိုင်အတွင်ပြောင်းသွားလေတယ်လေသမားတွေလဲငွေဆက်ကူအစ်စ်ကလေးများကိုယွယွရရသိမ်းဆဲကပြန်သွားကြလေတယ်ပြန်ဆက်ချိန်တွင်ညီမြခတ်အောင်မီမသည့် လူရှင်းသွားသောအခါလယ်သမားခေါင်းဆောင်ကြီးများကြွားရောက်လာကြလေတယ်။ဒီလိုစောစောစီးစီးအမတော်ကြီးလာပေးတဲ့အတွက်အလွန်ဝမ်းမြောက်ကြောင်းလာပြောကြလေတယ်။သူတို့အထဲတွင်ရန်ကုန်မြို့ဖာစာပါလာ ပနာမညီလာခံကြီးမှပြန်လည်ရောက်ရှိလာသောကိုယ်စလဲတော်ကြီးတဦးလည်းပါလာလေတယ်။အတော်ကုသိုလ်ထူးတဲ့ပုဂ္ဂိုလ်ကြီးပေတကားမကြသေးမီကရန်ကုန်မြို့ဂျူဘလီဟောယုံကြီးတွင်ကျင်းပခဲ့သော ပနာမပြင်ဆင်မှုညီလာခံကြီးတို့ လူတိုင်းတက်ရသည်မဟုတ်။ရာဇဝင်တွင်မဲ့အခမ်းအနားကြီးသို့တက်ရောက်ရခြင်းဟာအလွန်ရခဲ့သောလက်ကြီးပေတကား။မောင်ပြုံးချိုအဖို့မှာကထိုညီလာခံကြီးကို တက်ရောက်ခြင်းသောစိတ်များဖြစ်ပေါ်ခဲ့တော်လေ။ထိုအခွင့်အရေးကိုမရနိုင်ရှာ။အကယ်၍တက်ပြရစီခမရလို့ဝတ်တွားလေလင်လေ။မင်းနဲ့မဆိုင်ပါဘူးကွာလို့ပြောလွန်မှမဟုတ်ချ။ထို့ကြောင့်လွတ်လပ်ရေးအတွက်ဆိုင်းပြင်းနေကြပုံများကို သတင်းစာတွေသာကြည့်၍အာသာဖြေနေခဲ့ရတယ်။ယခုကိုယ်တိုင်တက်ရောက်ခဲ့သောပုဂ္ဂိုလ်ဒူးကြီးနဲ့တွေ့ရှိရသောအခါအထူးဝမ်းသာမိလေ။သူ့ထံမှညီလာခံသဘင်ကြီးရဲ့ဆောင်ရွက်ချက်တွေကိုတဆင့်ဖောက်တဲ့ခံယူရတော့မှာပဲ။သူ့အားအာရဝမ်းသာအကြောင်းစုံကို မေးမြန်းရလေတော့တယ်။ကဲပြောစမ်းပါဦးဗျ။ညီလာခံသဘင်ကြီးအကြောင်းတွေကို မောင်ပြုံးချိုကစကားဆလိုက်လေတယ်။ဟာ မြို့အောင်မင်းရဲ့တိတ်ကြီးကျယ်တဲ့ညီလာခံကြီးပေါ့လက်မှတ်မပါတဲ့လူမဝင်ရဘူးကျွန်တော်တို့သာလက်မှတ်ပါလို့ဝင်ရတာဟိုဝင်းကြီးပိန်ပိန်ရဲ့ဝင်းကြော်ဝဝကြီးတောင်လက်မှတ်မပါလို့အပေါက်မှာ အတော်ကြောင်စောင့်နေရတာပေါ့အင်းအင်းဘိုးချုပ်ဦးအောင်ဆန်းမိန်ကုန်းကလည်းကောင်းပါဗျာအတော်လဲဆုံပါရဲ့အရှိကြီးပဲအဲ့ဒါတော့မြို့အုံမင်းသတင်းစာတွေဖတ်ပြီးရောပေါ့အမေဒါနဲ့ လက်ဆက်သက်တော့ဥက္ကဋ္ဌမိန်ကွန်းဆိုတာစာဖက်ပြတာကိုဗျအင်းအင်းပြီးတော့ထမင်းဆယ်နဲ့ကျွေးတယ်ကျုပ်တော့နှစ်နှစ်ပဲစားခဲ့ပါတယ်ကျုပ်တို့စီကအမတ်မင်းလဲတွေ့ခဲ့ပါရဲ့ဗျာပြုံးစီပြုံးစီနဲ့လွယ်အကြီးလွယ်လို့အင်းအင်းဒါပါပဲဗျာဒီပြင်တော့ဘာမှမထူးပါဘူးပြီးတော့ထမင်းစားတော့လဲလက်မှတ်ထဲမှာစားရတယ်ကျုပ်စီမှာတော့အဲ့ဒီလက်မှတ်တွေရှိသေးတယ် နေပါဟုံးဗျအုတ်ချုပ်ရေးစီးမြင့်တွေပါပြောစမ်းပါဦးဒါတွေတော့ဘာတွေမှမသိပါဘူးဗျာဝင်းကြီးတခင်မြကတော့ရှင်းပြပါရဲ့အတော်လဲကြိုးကြိုးစားစားနဲ့အပင်မခံပြီးနားလည်အောင်ရှင်းပြတာပဲဒါပေမဲ့ကျုပ်တော့နားမလည်ခဲ့ဘူးကျုပ်စီမှာတော့စာရွက်စာလမ်းတွေပါလာတယ်ဖတ်ချင်ပို့လိုက်မယ်ဗျာဒီလိုနဲ့ပနာမညီလာခံအကြောင်းပြီးဆုံးသွားလေညနေစောင်းတွင် ထိုပုဂ္ဂိုလ်ကြီးထံမှပို့တယ်အင်္ဂလိပ်လိုရိုက်နှိပ်ထားသောအခြေခံဥပဒေအကျမ်းကိုရရှိလေတယ်ခတ်စောစောညနေစာစားပြီးသောအခါအိတ်ယာတွင်လှဲလျောင်းရင်းထိုစည်းမျဉ်းများကိုဖတ်ရှုနေမိတယ်သူသည်လွတ်လပ်ရေးအောင်ပွဲအခမ်းအနားတွင်အိုးစီပုံမောင်းတိကပျော်ပျော်ပါပါ ကခုန်နေကြသောကြေးရွာသူကြေးရွာသားများအားမြင်ရောင်နေလေတယ်ဂျာနေကျော် 1949ဇူလိုင်5ဆီယမ်မန်တင်ဤဒုတိယအကြိမ်ထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှာတော်လာလို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပြီးဆုံးပြီဖြစ်ပါတယ်ရှင်